The Real Brief စတမလာ30ရက်နေ့တွင်ငငယ်ကျု6.9အင်အားဆင့်ရှိသောငလင်တစ်ခုဖိလစ်ပိုင်နိုင်ငံအလဲပိုင်းတွင်လှုပ်ခတ်ခဲ့ပါတယ်။ယခုဖော်ပြထားသောဗီဒီယိုအတိုများသည်ရက်ကွက်မစ်ပြိုင်ပွဲတစ်ခုနှင့် ခရစ်ယာန်ဖျားကြောင်းဂျုံနေအင်တရာအစရှိသည့်များတွင်ငလင်လှုပ်ခတ်နေချိန်တွင်ရိုက်ကူးထားခဲ့သောပြည်သူများ၏ဗီဒီယိုအတိုများဖြစ်ပါသည်။

အနည်းဆုံးလူ29ယောက်သေဆုံးသွားပြီးလူ140လောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ဒီလိုနောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ကျမတို့ရဲ့ The Real Brief YouTube Channel လေးကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ The Real Brief